လေထဲမှာမဟုတ်ပဲယထားပေါ်မှာပစံလုံးနှိုင်းမိလို့ကဘာကျော်သွားခဲ့ရတဲ့မြန်မာစုံတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆိုရှယ်မီဒီယာကိုသုံးတဲ့ကျမတို့ပရိသတ်တွေအားလုံးအခုလက်တလောအရန်ကိုပွဲဆူနေတဲ့ဗီဒီယိုတစ်ခုကိုတွေ့မိကြမယ်လို့ထင်ပါတယ်ဒီဗီဒီယိုကြောင့်ပဲမြန်မာစုံတွေတွေကကဘာကျော်သွားခဲ့ပါပြီဒါပေမဲ့အဲ့ဒီလိုကဘာကျော်သွားခဲ့တာကဂုံယူစရာကောင်းတဲ့ကိစ္စအတွက်တော့မဟုတ်ခဲ့ပါဘူးရှင်သူတို့နှစ်ယောက်ဟာစင်ကာပူနိုင်ငံရဲ့ MRT ယထားပေါ်မှာပစံလုံးနှိုက်ခဲ့ကြလို့ပဲဖြစ်ပါတယ်အဲ့ဒီ ဖြစ်ပျက်ကိုကြားလိုက်ရတဲ့မြန်မာတွေအတွက်ကတော့တော်တော်လေးကို မျက်နှာပူစီအောင် နားရှက်စရာကောင်းတဲ့ကိစ္စတစ်ခုပါပဇွန်လုံးနိုင်တယ်ဆိုတဲ့ဇာတ်ကားကမြန်မာတွေရဲ့ယဉ်ကျေးမှုတွေမှာဘလို့အခြေအနေမျိုးကိုရင်ယွန်းနေဆိုတာအလုံးလေးသိပြီးသားဖြစ်မှာပါပုံမှန်အဖြစ်တော့ဒီလိုကိစ္စမျိုးကလူသူကင်းရှင်းတဲ့လေကွင်းထဲမှာချောင်းဆက်မှာလုံးကြရလို့အဆိုရှိကြပါတယ်ဒါပေမဲ့အခုဒီဇုံတွေကတော့ခင်မီတိုးတက်လာပါတယ်ဆိုရင်စင်ကာပူနိုင်ငံရဲ့အများပြည်သူတို့ယထာကြီးပေါ်မှာရဲရဲဝံ့ဝံ့နဲ့ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ် တို့ရဲ့ဒီလိုရထားပေါ်ကပစွန်လုံးနိုင်နေကြတဲ့မြင်ကွင်းတစ်ခုကိုအခြားခီးတဲ့တူကဖုန်းနဲ့ဗီဒီယိုရိုက်ကူးခဲ့ပြီးတော့အင်တာနက်ပေါ်မှာတင်လိုက်တဲ့အခါမှာတော့ပောက်ကွဲမှုတစ်ခုလိုမျိုးပြန့်နှံ့သွားခဲ့ပါတော့တယ်။ဒီဗီဒီယိုကြောင့်ပဲတို့ဟာမြန်မာဆောင်တွေဖြစ်တယ်ဆိုတာကိုလူတွေသိကုန်ကြပြီးတော့စင်ကာပူမှာအလုံလာလို့ကြတဲ့မြန်မာလူမျိုးတွေအားလုံးအတွက်ပါတိတ်ခါကြဆင်းစရာဖြစ်ခဲ့ရပါတယ်။ အခုဆိုရင်တော့စင်ကာပူရောက်မြန်မာတွေအားလုံးကဒီကိစ္စကြောင့်ပဲရှင်လွန်းလွန်းမျက်နှာထားစရာနေရာတောင် မရှိတော့ဘူးလို့ဆိုရှယ်မီဒီယာပေါ်မှာရင်ဖွင့်နေကြတာကိုလည်းတွေ့ရပါတယ်။ဒီပြည်ရကကျမတို့ကိုသင်ကန်းစာတစ်ခုပေးနေပါတယ်။အဲ့ဒါကတော့တိုင်းတစ်ပါးမှာနေထိုင်နေတဲ့အခါမှာကိုယ့်ရဲ့အစည်းကမ်းနဲ့အပြုမှုကဘလောက်တောင်အရေးကြီးတယ်လဲဆိုတာပါပဲ။စင်ကာပူရောက်မြန်မာလူမျိုးတွေအားလုံးကိုတော့မဆိုလိုပါဘူး။ဒါပေမဲ့တချို့သောမြန်မာတွေဟာစီးမရှိကမ်းမရှိ နေစင်တယ်လို့နေထိုင်ကျင်တယ်လို့ထိုင်လှုပ်ချင်ရတွေလှုပ်နေကြပြီးတော့ကိုယ့်လူမျိုး ို့ရဲ့ပုံရိပ်ကိုဆိုးရွားစွာနဲ့ထိခိုက်စေတာမျိုးတွေတွေ့ရပါတယ်။အထူးသဖြင့်တော့စင်ကာပူလိုနိုင်ငံမျိုးမှာအလုံးလုံးနေကြတဲ့မြန်မာအမျိုးသမီးငယ်တွေအနေနဲ့ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့တိတ်ခါကိုပို့ပြီးတော့ထိမ့်သိမ့်ဖို့အရေးကြီးတာပါ။ နိုင်ငံရဲ့ချားမှာကိုယ့်ရဲ့အပြုမှုတစ်ခုချင်းစီတိုင်းကကိုတယောက်တည်းကိုသာမကမြန်မာအမျိုးသမီးများဆိုတဲ့ဂုဏ်ပုဒ်တစ်ခုလုံးကိုကိုစားပြုနေတယ်ဆိုတာသတိပြုသင့်ပါတယ်။ကိုကြောင့်ကိုယ့်ရဲ့လူမျိုးကိုတခြားနိုင်ငံသားတွေကအထင်မြင်သေးတာလေးစားမှုမရှိတာမျိုးတွေမဖြစ်အောင်ကျမတို့အားလုံးမှာတာဝန်ရှိနေတာပါ။ဒီလိုအဖြစ်အပျက်တွေကမြန်မာလူမျိုးတွေရဲ့ဂုဏ်သိက္ခာကိုအရှက်ရစေအောင်သာမကနောင်လာနောင်သားတွေအတွက်ပါအလုတ်ကန်အခွင့်အလမ်းတွေလူမှုဆက်ဆံရေးတွေမှာပါထိခိုက်လာနိုင်ပါတယ်။ဒါကြောင့်မလို့ဘယ်နေရာမှာပဲနေနေ ကိုယ်နိုင်ငံ ဲ့ရဲ့ကောင်းသောပုံရိပ်ကိုထင်ရှားစေမယ့်အပြုမူမျိုးနဲ့နေထိုင်သွားကြဖို့အတွက်အရေးကြီးကြောင်းဒီကိစ္စကသက်သေပြနေပါတယ် နောက်ဆုံးအနေနဲ့ပြည်သက်ကြီးကိုပြောချင်တာကတော့ဒီလိုမျိုးအများပြည်သူတို့ယထားပေါ်မှာမဖွဲမရပစုံလုံးနိုင်ခဲ့ကြတဲ့ဇုံတွဲရဲ့လုံရက်ပေါ်မှာဘလိုမျိုးထင်မြင်မိပါသလဲသူတို့ရဲ့အတ္တိတရားခေါင်းပါမှုတွေကိုပဲအပြစ်တင်တင်တာလားဒါမှမဟုတ်ဒီလိုဗီဒီယိုရိုက်ကူးပြီးတော့တင်ခဲ့တဲ့သူကိုပဲအပြစ်တင်တင်တာလားဆိုတာကိုကွန်မန့်မှာမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်နောက်ထပ်လေးစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ ဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။